ဝင်ချင်းနဲ့ပတ်သက်လို့ခုနှစ်သားသီးအားလုံးအစီအပြေခြင်းပေါ့နော်ကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတော့ကြာသပတင်းနဲ့မနဲ့6နာရီနဲ့9နာရီခွဲတွင်အဲ့ကျန်ဝင်ရန်ပေါ်တယ်အဲ့ဒီအချိန်မှာလေပန်းလေးတစ်ချက်ယူပဲလက်ဖက်ကလေးကိုပုံပုံလက်ဖက်ကလေးကိုပုံပုံပြီးတော့ဖျောင်းတိုင်လေးလက်ဖက်ပေးပါကိုးတိုင်လေးပတ်တော့ပတ်တော့အပေါ်မှာလိန်ပေါင်းသီးစိတ်ကလေးတွေတစိမ့်စီတင်မယ်တင်ပြီးတော့ဖျားရုပ်ရှေ့မှာသေးသေးချာလူမယ်လူပြီးတော့လက်လက်ပတ်လက်ကင်ပြီးတော့ဒီဝါတာပတိအရိစောဝတိမှာဗာတိစန္နိမှာ တန်တန်တော်ခတိယောတပ္ပိဇာယိတပ္ပိပြမနောအထတပ္ပမဟောရတ္တိဘုံတော်တပ္ပိတိဇာသာဆိုတဲ့ဂါထာကို29ခေါင်းရွတ်မယ်ချင်းသေးပေါ့မိမိရရရှိတဲ့ငွေချင်းဝင်မယ် ချိုချော်ထားလို့ကလေးလူကြီးများအတွက်ဆိုကိုကိုပဲနော်တော့ဦးစွာတနင်္ဂနွေသားမျိုးမိတ်ဆွေတွေအတွက်ပေါ့နော်ဒီကာလမှာဒီမိမိရဲ့မိသားစုအတွင်းမှာမိသားစုနဲ့အတူပေါ့နော်စီးပွားရေးလုပ်ငန်းတွေတိုးချဲ့ပြီးတော့လုပ်ကိုင်ရတတ်တယ်ကိုကြီးရွေးထားတဲ့စီးပွားရေးလုပ်ငန်းတွေပတ်သက်ပြီးတော့ဟိုတရင်ကောင်းကြရတာပေါ့ဟာလိုအပ်စီးပွားရေးလုပ်ငန်းမှာလိုအပ်နေတဲ့ဥစားတွေဥမာပါမစ်တို့အဗီဇာတို့အဲ့လိုမျိုးလိုတဲ့ဟာတွေလက်ပတ်သက်ပြီးကိုပြည့်ကျင်သလိုပြည့်မှာပေါ့နော် အဲ့လိုသတင်းကောင်းတွေကြားတတ်တဲ့ကာလဖြစ်တယ်။ငွေချေးနဲ့ပတ်သက်လို့တော့ဒီကာလထဲမှာငွေချေးတာတို့သူတို့ကအာမခံတာတို့နောက်ပစ္စည်းတွေအကျွေးရောက်တာတို့အဲ့ဒါတွေလုံးဝမလုံးသိဘူး။နောက်တစ်ခုကဟိုမိမိလုပ်ငန်းထဲမှာပေါ့နော်ဆွေမျိုးညီကောင်မတွေရာလာပြီးတော့ပံ့ပိုးတာတို့ကူညီတာတို့အဲ့ဒါလေးဂျုံပဲ။နောက်တစ်ခုကလက်အောက်ငယ်သားတွေပေါ့လက်အောက်ငယ်သားတွေကြောင့်စိမ့်တောက်ဖြစ်ဆက်ဖြစ်စရာလေးတွေဂျုံတတ်တယ်။အဲ့လေလုပ်ငန်းလုပ်နေတဲ့အချိန်ရနေတဲ့ကာလမှာဒီတကယ် အာကူရလဲအောင်ငယ်သားလေးတယောက်ပြီးတယောက်ထွက်သွားတာမျိုးအဲ့ဒါကြောင့်ကတိကောက်ပြစ်စာလေးတွေကြုံတတ်တယ်နောက်တစ်ခုကအစားတောင်းတဲ့ပတ်သက်ပြီးတော့အစားမာတာတို့ဆေးမာတာတို့အဲ့ဒါသတိထားမယ်စီးနဲ့မျက်စိနဲ့ပတ်သက်ပြီးတော့ယောဂဝင်စရာလေးတွေဖြစ်တတ်တယ်အဲ့ဒါလည်းသတိထားမယ်ကာလဖြစ်တယ်အထူးသဖြင့်တော့ဒီကာလအငွေကြေးလက်မလုံးဖို့အထူးသတိထားရမယ်။ပညာရေးနဲ့ပတ်သက်တဲ့လူငယ်လေးရွယ်ပညာရေးနဲ့ပတ်သက်လို့တော့ပညာမိသင်ကျင်တဲ့ပညာကိုသင်ကြားခွင့်ရမယ်။ ဟောတချို့ဆိုလို့ရှိရင်ဘာသာစကားတွေသင်ကျင်တယ်သင်တန်းကြောင်းဖွင့်တာပဲဖြစ်ဖြစ်သင်တာပဲဖြစ်ဖြစ်အစီအပြင်ဘက်ကလာဟောတချို့ကသင်တန်းတွေဖွင့်ကျင်တယ်ဘာသာစကားနဲ့ပတ်သက်လို့အပြည့်ပြည့်ဆိုင်ရာဘာသာစကားတွေသင်ကျင်တယ်သင်တန်းကြောင်းတွေဖွင့်ကျင်တယ်ကျူရှင်တွေဖွင့်ကျင်တယ်အဲ့ဒီလုပ်ငန်းတွေလုပ်မယ်ဆိုရင်ဒီကာလအစီအပြင်တဲ့ကာလနော်နောက်မြေနဲ့ပတ်သက်တာလည်းဖုံးတဲ့ပတ်သက်တာအဲ့ဟာလေရောင်းဝယ်ပေါက်ကားတာလို့ပွဲစားလုပ်တာလို့ဟိုကိုစီးပွားရေးလုပ်တာပေါ့နော်အဲ့ဒီလုပ်မယ်ဆိုလို့ရှိရင်ဒီကာလအစီအပြင်ဘက်ကာလ အစဉ်ပြေပဲကာလဖြစ်တယ်အခြေရင်းနဲ့ပတ်သက်လို့တော့ငရဲသူတွေကတယောက်နဲ့တယောက်စိတ်ဝမ်းကွဲပြီးတော့အထင်မြင်လွဲပြီးတော့ကတောက်ကစားဖြစ်စရာလေးတွေကြုံတတ်တဲ့ကာလဖြစ်တယ်ကျမ်းမာရေးပိုင်းအောင်တော့ခုနကပြောတဲ့အတိုင်းပဲအစာမာတာလို့စေထုံးမာတာလို့စီးလို့မျက်စိလို့နဲ့ပတ်သက်ပြီးတော့ဒီကောက်ဖြစ်စရာလေးတွေကြုံတတ်တဲ့တော့ဘာလို့အထူးသတိထားမယ်ကာလဖြစ်ပါတယ်ကံကောင်းလက်ရှင်ဒီဘက်တွင်ကံကောင်းလက်ရှင်စီတဲ့ကဏ္ဍနံပါတ်တွေကတော့၄ကဏ္ဍ၅ကဏ္ဍနဲ့၆ကဏ္ဍနေဖြစ်ပါတယ် ကံကောင်းမှုလက်ရွှေမှုအစဉ်ပြေဖို့အတွက်ကတော့မိမိနေဘုရားမှာမြတ်စွာဘုရားရှင်ကိုဘယားကြော်ပေါ့နော်တရားတရားထက်သန်စွာနဲ့စိတ်ပြလက်ပါလှူဒါန်းပြီးတော့ဆုတောင်းခြင်းအပြင်အားလုံးအစဉ်ပြေချုံးဝေသွားမှာဖြစ်ပါတယ်။နောက်တလင်းလာသားမီးမိတ်ဆွေတွေအတွက်တလင်းလာသားမီးမိတ်ဆွေတွေကဒီကာလအတွင်းမှာဝန်ထမ်းနေဆိုလို့ရှိရင်ဟောလစာတွေတိုးမယ်။ယာရုတွေတိုးမယ်။ယာရုတိုးပြီးတော့နေရာအပြောင်းရွှေ့ကြုံကြုံပဲကြုံပြီးလို့ရှိလို့ရှိရင်ယာရုတိုးပြီးပြောင်းရွှေ့ရတဲ့အကောင်းသောပြောင်းပြောင်းရွှေ့ခြင်းတွေပေါ့နော်။အဲ့ဒါကြီးကြုံမယ်။ တခုတော့ရှိတယ်ရန်နဲ့အတိုက်ခံလေးတွေအထက်လူကြီးနဲ့ပတ်သက်ပြီးတော့မစင်တတ်ဘူးလေးတွေဖြစ်စေရတာလေးတွေလည်းကြုံတတ်တဲ့ကာလဖြစ်တယ်ဒီကာလကထူးထူးခြားခြားငွေဝင်ဘက်ကာလဖြစ်တယ်အဲလိုငွေဘက်ကာလဖြစ်တဲ့တောင်မလို့ငွေရအကြောင်းပြုပြတဲ့ငွေတွေဝင်မှာပေါ့နော်အဲလိုဝင်လာတဲ့အခါမှာအလူတန်းနေတယ်လောရတတ်တယ်မိသားစုနဲ့အတူတူပေါ့နော်အလူတန်းလောရတတ်တယ်အဲအလူတန်းလုံချင်းအပြင်လည်းမိမိအတွက်ပို့ပြီးတော့ငွေကြေးလက်လက်ပတ်ကိုပို့ပြီးတော့ရရှိစေတဲ့အဆင်ပြေစေတဲ့ပေါ့အလူတန်းလည်းဘုံကြောင့်မသိလောရတတ်တယ် အိုးအိမ်နဲ့ပတ်သက်တဲ့လုပ်ငန်း၊ခြံပြင်နဲ့ပတ်သက်တဲ့လုပ်ငန်း၊ကားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်ကြမယ်။အဲရောင်းဝယ်ဖောက်ကားတာပဲဖြစ်ဖြစ်၊ပွဲစားလုပ်တာပဲဖြစ်ဖြစ်ဟိုနည်းအချိန်ပြောင်းလုပ်တာပဲဖြစ်ဖြစ်အစဉ်ပြေဘက်ကလာပေါ့ဒီကလာတော့အဲငွေကြေးလက်လက်ပတ်အနေနဲ့ကန်ကောင်းသလိုအခြေအနေတွေလည်းအဲမြို့သားအမျိုးသမီးတယောက်တယောက်နှုံတစ်ဖက်ချစ်ခင်ကျင်နာမှုတွေရရှိပြီးတော့အခြေအနေကန်ကောင်းပဲကလာလည်းဖြစ်ပါတယ်။တတိထားမှာတော့ကျန်းပါရေးတက်ပတ်သက်ပြီးတော့ဟိုအစဉ်ပြေတွေပေါ့နော်အစဉ်ပြေတွေကြိုက်ခဲတာတို့ခန္ဓာကိုယ်အကျော်တက်တာတို့ မတော်တဆဟိုဟိုစီးနဲ့ပတ်သက်လို့စီးအောင်တာတို့အဲ့အရာမျိုးတွေဖြစ်တတ်တယ်အဲ့အရာလေးတွေတော့တည်တည်ထားမဲ့ကာလပေါ့ဒီကာလမှာတလင်းလာသားသမီးတွေအတွက်ကံကောင်းလက်ရွှင်စေတဲ့ကဏ္ဍနံပါတ်တွေကတော့၄ကဏ္ဍ၆ကဏ္ဍနဲ့9ကဏ္ဍနေဖြစ်တယ်ကံကောင်းမှုလက်ရွှင်မှုအစီအပြေဖို့အတွက်ကတော့မိမိနေဘုရားမှာမြတ်စွာဘုရားရှင်ကိုစက်တုံကျော်လှူပြီးတော့စူတောင်းခြင်းပေးခြင်းအပြင်မိမိရဲ့လူဝင်ဆန္ဒတွေကိုပြေဝစေမှာဖြစ်ပါတယ်နောက်တစ်ခုကအင်္ဂါသားသမီးတွေအတွက် ။ဧကသာမီပိတ်ဆွေတွေကဒီတပတ်အတွင်းမှာငွေကြေးတပတ်တလွဲသူလက်ကန်ကောင်းပါတယ်။မြုပ်နေတဲ့ငွေတွေရှင်းပြန်ပေါ်လာမယ်။အရင်တော့အကျွေးပေးထားတဲ့ငွေတွေ၊မရသေးတဲ့ငွေတွေ၊အပတ်ကလုတ်ထားတဲ့ငွေတွေအဲ့ဒါတွေကပြန်ပြီးပေါ်လာမယ့်ကာလဖြစ်တယ်။နောက်မိမိလုပ်ငန်းထဲမှာအခက်အခဲအနောက်ရက်တွေကြုံတော့ကြုံမယ်။အဲ့ဒီအခက်အခဲတွေကိုအောင်မြင်မြင်နဲ့ကျော်လွှမ်းနိုင်မယ့်ကာလဖြစ်တယ်။အလုတ်တွေတားလောရလောရယူလို့အလုတ်ကစိတ်တအားပင်ပန်းမယ်စိတ်လည်းပင်ပန်းမယ်လူလည်းပင်ပန်းမယ်အလုတ်ထမ်းပါစိတ်တော့ရှိဖြစ်စရာလေးတွေလည်းမကြကားကြုံမယ် ဒါပေမဲ့ကိုရည်ထားတဲ့ကိုရည်ရထားတဲ့ရည်ရချက်တွေကတော့ရည်မှန်းချက်တွေကအောင်မြင်မယ်။မိတ်ဆွေကောင်းဆရာကောင်းတဲ့အကူအညီကောင်းတွေလည်းရမယ့်ကာလဖြစ်တယ်။အိမ်တော်ရှင်တွေနည်းနည်းကတော့ဒီကာလအတွင်းမှာအိမ်တော်ရေးတာယာနေပါလိမ့်မယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့ကတော့စားဖြစ်ပြီးတော့လမ်းခွဲဆရာလေးတွေတော့ကြုံတတ်တယ်။စိတ်အလိုမချမှုလေးတွေဖြစ်တတ်တယ်။ချစ်စုခြင်းအစဉ်ပြေပြေတာလေးတွေကြုံတတ်ကာလဖြစ်တယ်။ချမ်းမာရေးတဲ့ပတ်သက်လို့ခုနကတော့ စီတို့မျက်စိတို့အစားမလာလို့အကျိန်နဲ့ပတ်သက်တဲ့ယောဂါတို့ဖြစ်တတ်တယ်အဲ့ဒါလေးတွေသတိထားမယ်ဒီဒီဘက်မှာကံကောင်းလက်ရှိစေတဲ့ကဏ္ဍတွေကတော့ခုနှစ်ကဏ္ဍရှစ်ကဏ္ဍနဲ့နှစ်ကဏ္ဍတွေဖြစ်တယ်ကံကောင်းလက်ရှိစေဖို့အတွက်ကတော့မိမိနေရင်ဖရားမှာအာလူကျော်စက်ကတ်လူတိုင်းပြီးတော့ဆူတောင်းကြဖြင့်မိမိရဲ့လူဝင်ဆန္ဒတွေကိုပြည့်ဝစေမှာဖြစ်ပါတယ်နောက်ဗုဒ္ဓသာလူမိတ်ဆွေများအတွက် ီကာလာတွင်းမှာဝန်ထမ်းပဲဖြစ်ဖြစ်ကိုယ်ပိုင်လုပ်ငန်းလုပ်ကင်တာပဲဖြစ်ဖြစ်လုပ်ငန်းတွေထဲမှာစိတ်အနှောက်အယှက်ဖြစ်စရာလေးတွေမကြာခဏကြုံတွေ့တတ်တယ်။ရွေထားတာကတစ်မျိုးဖြစ်လာတာကတစ်မျိုးဟိုလေအလွယ်လွယ်အချော်ချော်လေးဖြစ်တာပေါ့။နောက်အထက်လူကြီးတွေယာလူကြီးစုတွေလည်းအတိုက်ခံကြုံမယ်။အခြေပင်ကဆက်ဆံခံရတာလေးတွေကြုံမယ်။အဲ့ဒါလေးသတိထားမယ်။ပြင်ကြိုင်းတဲ့ပတ်သက်လို့လည်းဒီကာလမှာ ဗုဒ္ဓသာသမီတွေအတွက်ကြိုးစားမှဝရိယရှိလွန်အကြီးမှသာလေညီပြင်ကြိုင်ကာလပြင်ကြိုင်နဲ့ပတ်သက်လို့ကွာသူကအစီအမံချောင်းမှုမယ်တို့မဆိုလို့ရှိရင်ကိုကြီးဗန္ဓာလည်းဘာသာရပ်ကိုမတင်ရတာလို့ဆရာကောင်းသမားကောင်းမတွေ့တာလို့အခက်အခဲကြုံတာလို့တင်တဲ့နဲ့ပတ်သက်လို့အဲ့ဒါလေးတွေကြုံတွေ့တတ်တဲ့ကာလဖြစ်တယ်လုပ်ငန်းထဲမှာနောက်တစ်ခါမလာလို့တာလို့အတိုက်ခံလို့တာတို့လည်းပေါ်တတ်တယ်အိမ်နဲ့ပတ်သက်ပြီးတော့အလုံးနဲ့ပြောင်းတယ်ပြီးတော့အိမ်ကိုပြုပြင်ပြောင်းရွှေ့ရတာအလုံးနဲ့ပတ်သက်လို့အပြောင်းအရွှေ့လောက်တာအဲ့ဒါတွေလည်းကြုံတတ်တဲ့ကာလဖြစ်တယ် တကူရရှိတဲ့အကြီးအကဲတွေအထက်လူကြီးတွေတည်းရနေပြီးတော့ပံ့ပိုးတာကူညီတာစောင့်ရှောက်တာတွေလည်းဒီကာလမှာကြုံတွေ့ရမယ့်ကာလဖြစ်ပါတယ်။ခြေရင်းခြေရံနဲ့ပတ်သက်လို့တော့ချစ်သူချင်းအစဉ်ပြေပြီးချောချောမွေ့ဖြစ်မဲ့ကာလဖြစ်တဲ့အင်တော်ကြီးကတော့တယောက်နဲ့တယောက်အထင်လွဲတာငွေကြေးတဲ့ပတ်သက်တဲ့ကိစ္စအထင်လဲမှုအထင်မှားမှုလေးတွေကြုံတွေ့တတ်တဲ့အတွက်သတိထားပါမယ်။ဒီတစ်ပတ်အတွင်းကံကောင်းလက်ရွှင်စေတဲ့ကဏ္ဍတွေကတော့6ကဏ္ဍ9ကဏ္ဍနဲ့9ကဏ္ဍနေဖြစ်ပါတယ်။ကံကောင်းလက်ရှင်စေဖို့အတွက်ကတော့မိမိတည်ရင်ဖျားမှာ ပဲကြော်လူတိုင်းပြီးတော့ဆူတောင်းကြပြီးမိမိရဲ့လူဝင်စန္ဒာတွေကိုပြေဝစင်မှာဖြစ်ပါတယ်။နောက်ကြာတပေးစားသမီးမိတ်ဆွေများစာနေစားသမီးမိတ်ဆွေများကတော့ဒီတစ်ပတ်အတွင်းမိတ်ဆွေရင်းကြတွေတွေ့တတ်တယ်၊ပညာကောင်းတွေ့တတ်တယ်၊ဆရာကောင်းတွေကြုံတွေ့တတ်တယ်မြေတဲ့ပတ်သက်တဲ့ကိစ္စဖုံးတဲ့ပတ်သက်တဲ့ကိစ္စအစဉ်ပြေချောမှုမဲ့ကာလဖြစ်တယ်။နောက်ခကြီးသွားမှု ကြုံတွေ့တတ်တယ်ခကြီးသွားဝင်ကြုံပြီးတော့မှခကြီးကသွားမယ်လုံပြီးတော့မသွားပြစ်ပဲနဲ့အတိကောင်အနောက်ရက်ဖြစ်ပြီးတော့မှသွားတတ်တယ်သွားမယ်ဆိုလို့ရှိရင်ခကြီးသွားရင်အထူးတတိထားမယ်ကာလာဖြစ်တယ်နောက်နိုင်ငံရေးဆန်းနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့ထူးထူးခြားခြားမိမိကိုကိုညီပဲလို့စောင့်ရှောက်ပဲလို့ပေါ်ပြီးတော့သွားတတ်တဲ့ကာလာဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်လို့ငွေကြေးအကုန်ကြေးတွေများနေတာကြုံပဲဒါပေမဲ့အဲ့ဒီငွေကြေးတွေကကိုယ်စီကိုပြန်ပြီးတော့ပေါ်လာမယ်ကားနဲ့ပတ်သက်ပြီးတော့ကားတွေ အချင်းပြောင်းလောက်တာပေါ့နော်မိမိကအဟောင်းထွက်သွားပြီးအသိဝင်တာမျိုးတွေကြုံမယ်အလုံးနဲ့ပတ်သက်ပြီးတော့ထွက်ကျင်စိတ်တွေပုံပေါက်တတ်တယ်အဲ့ကမှကိုကအလုံးကိုမထွက်ဘဲနဲ့ဒီအလုံးကိုပဲဆက်ပြီးတော့လုံချင်အပြင်ကိုအတွက်အဆင်ပြေစေပါပါဒီကာလမထူးထူးခြားခြားဗာနပိတ်တွေတွေ့တတ်လဲဆိုတော့ဘုရားပုံတော်တို့မေတော်ပုံတို့ဘိုးတော်မေတော်ပုံတို့အဲ့လိုပုံလေးတွေတွေ့ပြီဆိုလို့ရှိရင်မိမိအတွက်ကံကောင်းစေတဲ့နပိတ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ခွန်ငါးပါတဲ့အတွဲလေးတွေကိုထီထိုးပေးခြင်းအပြင်ဒီကံလေးတွေ တီတီပိုင်ပေါက်တတ်ပါတယ်ဒီတစ်ပတ်အတွင်းချစ်သူဆုံးတွဲတွေတင်လဲရတော့အခြေအနေပတ်သက်လို့စိတ်ကောင်းရခဏပါပဲတော့ပြီးတော့ပြန်ပြီးတော့အဆင်ပြေမယ်အင်တာဝေးကလည်းကတိကောက်ဖြစ်စရာမရှိဘူးစီလုံးညင်ကျွတ်စွာနဲ့တာသာရာရှိမဲ့ကာလတွေဖြစ်ပါတယ်ဒီတစ်ပတ်အတွင်းကံကောင်းလက်ရှိဖို့အတွက်ကလန်တပတ်တွေကတော့ဒီတိုးတာတို့ကန်တပတ်တို့ဒန်းတပတ်တို့ကံကောင်းစေတဲ့ကဏ္ဍတွေတော့ခွန်ကဏ္ဍ၅ကဏ္ဍနဲ့၃ညာကဏ္ဍတွေဖြစ်ပါတယ်ကျမ်းမာရေးတဲ့ပတ်သက်လို့တော့ အစင်မြေကြိုက်တာသွေးတဲ့ပတ်သက်တဲ့ယောဂအကျောတဲ့ပတ်သက်တဲ့ယောဂလေးတွေဖြစ်တဲ့တော့သတိထားပါမယ်။ကံကောင်းလက်ရှင်စီဖို့တက်ကတော့မိမိနေဘုရားပါ။ပေါမုံထောပတ်တုတ်ကိုမြတ်စွာဘုရားရှင်ကိုတရားတရားထက်သန်စွာနဲ့လှူဒါန်းပြီးတော့မိမိဖြစ်ချင်တာကိုဆုတောင်းခြင်းအပြင်အရာရာအောင်မြင်ပြည့်စုံစေပါဖြစ်ပါတယ်။တောက်ကြသားကြီးမိတ်ဆွေတွေတက်ကဒီတစ်ပတ်ကစီးပွားရေးနဲ့ပတ်သက်ပြီးတော့တိုးချဲ့လောက်ကန်ရတာတွေပေါ်မယ်။အတူတူဖြင့် ဘာသာရေးခရီးလို့ပြောကြတာခရီးလို့လည်းသွားတတ်တယ်။နောက်စင်ကံပစ္စည်းတွေဝင်လာမယ်။လူပညာလုပ်ငန်းနဲ့ပတ်သက်ပြီးလုပ်တဲ့လူတွေဒီကာလမှာအထူးအောင်မြင်ပြီးတော့အဆင်ပြေမဲ့ကာလပေါ့။တောက်ကြသားသမီးတွေ။အနည်းပါးမှာအလူလောက်တာတို့မင်္ဂလာဆောင်တာတို့မင်္ဂလာသတင်းတွေပေါ့နော်။အဲ့ဒါလေးကြားတတ်တယ်။တကယ်လို့ကြားပြီဆိုရင်အဲ့ဒါကံကောင်းပြီ။ TJ ဘာထိုးတင်တယ်။မိမိလုပ်ငန်းတွေကိုအားစတဲ့တဘိုးတိုးပြီးတော့အကောင့်ထဲပေါ်တင်တဲ့ကာလပေါ့။ချစ်သူရင်းပါလေဒီတောက်ကြဂျိုးရဲ့သဘောတဘာဝသူကလူပညာဂျိုး ခြေသူကြုံဖြစ်နေတယ်ခြေသူချင်းရတယ်အပေးယူမြတ်တာပြီးတော့အစီပြေပြီးတော့အစီပြေဘက်ကာလဖြစ်ပါတယ်အိမ်တော်သေးဒီအနေနဲ့ကတော့ဟောစိတ်ခတ်မသိတဲ့ရားလေးတွေကြုံပြီးတော့မကြာခဏစကားများတာလေးတွေပူညာပညာဖြစ်တာလေးတွေကြုံမယ်ကြုံပြီမဲ့အိမ်တော်ရဲ့တန်တာရပါမယ်စီးပွားရေးကလည်းကောင်းတဲ့ကာလဖြစ်တယ်ကျမ်းမာရေးနဲ့ပတ်သက်လို့တော့အစာရေးနဲ့ပတ်သက်တာနောက်တစ်ခုကနှလုံးနဲ့ပတ်သက်တာဒူးတောင်နာပတော်ရစထိခိုက်မိတာအိမ်မှာလျှက်စင်ဝါရရှော့တွေပေါက်ပြီးတော့ တက်လိုက်ပြီးကြအဲ့ဒါလေးအထူးစတိထားမှာပေါ့နော်ဒီကာလဒါဥသဖြင့်ဒီကာလမှာအလက်ရောင်မဝင်အကောင်းဆုံးပဲအလက်ရောင်ကိုတော့အကျိုးမပေးဘူးလုပ်ငန်းတွေစပြီးလုပ်မယ်ဆိုလို့ရှိရင်လည်းစနေနေ့လိုနေ့မျိုးမှာစပြီးမလုံးတင်ဘူးတောက်ကြသားသမီးအနေနဲ့ကံကောင်းမှုအတွက်လုပ်ငန်းအောင်မြင်ဖို့အတွက်လုပ်မယ်ဆိုလို့ရှိရင်မွေးနေ့9နာရီကနေ10နာရီခွဲလှုပ်ဆောင်ခြင်းဖြင့်အရာရာကိုအောင်မြင်စေပြေစေပါဖြစ်ပါတယ်ဒီတစ်ပတ်အတွက်တောက်ကြသားသမီးတွေကံကောင်းလက်ရှင်စေမဲ့ကဏ္ဍကတော့ 3ကဏ္ဍ6ကဏ္ဍနဲ့9ကဏ္ဍမှာဖြစ်ပါတယ်။ကံကောင်းမှုလက်ရွှေမှုအစဉ်ပြေဖို့အတွက်ကတော့မိမိနေဘုရားမှာပဲလက်စွာဘုရားရှင်ကိုမန္တလေးပဲကျော်စက္ကတူနာမြေစုတောင်းခြင်းအပြင်အရာရာအောင်မြင်ပြည့်စုံစေမှာဖြစ်ပါတယ်။နောက်စနေသားကြီးမိတ်ဆွေများစနေသားကြီးမိတ်ဆွေများကတော့ဒီကာလမှာအရင်တော့မရသေးဘူးတောင်းလို့မရတဲ့ငွေကြေးတွေမြုပ်နေတဲ့ငွေတွေခြေထားတဲ့ငွေတွေပြန်ပေါ်မဲ့ကာလဖြစ်တယ်။ နောက်ဘဏ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဘဏ်မှာသွားပြီးတော့ငွေတွင်းငွေထုတ်လုပ်တာဖြစ်ဖြစ်ဘဏ်လုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်လုပ်ငန်းကြီးဟိုနေကုမ္ပဏီကြီးတွေလုပ်တာပဲဖြစ်ဖြစ်ဘဏ်နဲ့ဆက်သွယ်တဲ့လုပ်ငန်းတွေမှာအောင်မြင်မှုရပြီးတော့သတင်းကောင်းတွေကြားရမယ့်ကာလဖြစ်တယ်ဝန်ထမ်းတွေအနေနဲ့ကတော့ပါလို့ဆိုတော့မိမိရာထူးတိုးဖို့အတွက်အင်တာဗျူးတွေပါဖြည့်ရတတ်တယ်အင်တာဗျူးဖြည့်ပြီးလို့ရှိရင်အဲဒီယာရုကလည်းတကယ်ပဲယာရုတိုးတဲ့အထဲမှာပါလိမ့်မယ်ယာရုတိုးတဲ့အထဲမှာပါပြီးတော့လစာကောင်းကောင်းလည်းရလိမ့်မယ် ြည်ပနိုင်ငံရခြားနဲ့ပတ်သက်လူမျိုးကြားဘာသာကြားနဲ့ဆက်ဆံတဲ့လုပ်ငန်းတွေအဆင်ပြေတယ်။နောက်နိုင်ငံခြားသွားဖို့စီစဉ်ထားတယ်ဆိုလို့ရှိရင်နိုင်ငံခြားကိုချောချောမှုမှုနဲ့သွားမဲ့ကာလတွေဖြစ်တယ်။အဲအခြေအနေနဲ့ပတ်သက်လို့ပြည်ဝသူတွေအနေနဲ့ကတော့ဒီကာလမှာနှစ်ဦးနှစ်ဖက်ကြားမှာတိုင်ပင်မထားပဲနဲ့အထင်လွယ်မျောမှုတို့အဆင်ပြေမှုတို့ပြဿနာပေါ်မှုတို့ကြုံတတ်ပါတယ်။ အိမ်တော်တဲ့နေနေရတော့ဒီကာလအတွင်းမှာအိမ်တော်ရဲ့အစီအမည်တွေချုံးမွေတဲ့တတရာရှိပဲကာလဖြစ်တယ်။ကျမ်းမာရေးပိုင်းအနေနဲ့ကတော့ဘရောဇာထိခိုက်ရှာနာတာတို့ဘရောဇာဘုံနဲ့တွေးတဲ့ပတ်သက်ပြီးတော့တွေးရနေတာတို့တွေးတိုးတာတို့တွေးပေါင်ကြတာတို့အဲ့ဒါလေးတတိထားမဲ့ကာလဖြစ်တယ်။စနေသားသမီးဒီကာလအတွင်းမှာတော့ဒီကွန်တီနက်ရသက်ပတ်အတွင်းမှာတော့စနေသားသမီးတွေကကံကောင်းနေတဲ့ကာလဖြစ်ပါတယ်။သူတို့ဒီတစ်ပတ်အတွင်းကံကောင်းလက်ရှိစီမဲ့ကဏ္ဍနေရတော့၄ကဏ္ဍ 6ခန်းနဲ့8ခန်းနဲ့ပေါ့ကံကောင်းမှုလက်ရွှေမှုအစဉ်ပြေဖို့အတွက်ကတော့မိမိနေဘုရားမှာလက်စွာဘုရားရှင်မူသီးကြောင့်စက္ကတ်လူတိုင်းပြီးတော့မိမိစန္ဒတွေကိုစူတောင်းကြပြီးလူဝင်စန္ဒများကိုပြေဝစေမှာဖြစ်ပါတယ်